ပရိစိတ်ချင်းနဲ့တရားထိုင်ခြင်းဆိုတာပရိစိတ်ချင်းဟာလေပြောမယ်ဆိုလို့ရှိရင်စနစ်တကျစိတ်ပဲဆိုလို့ရှိရင်သူဟာလည်းပဲတမထကမ္မထံသဘောမျိုးဖြစ်တယ်စနစ်တကျအာယုံပြုတ်တတ်မယ်ဆိုအဲ့ဒါလိုမဟုတ်ဘဲနဲ့ရသော်ဘုရားရဲ့ခုံတော်တွေကိုရေတွက်နေတဲ့အရေအတွက်ပေါ်မှာအုံပြုတ်နေမယ်ဆိုလို့ရှိရင်ဒါကတော့ counting လုပ်နေတာမန္တရယုထာလိုပဲအချိန်တွက်နေတာသာဖြစ်မယ် အဲ့ဒါလိုမဟုတ်ဘဲနဲ့ပရိကင်ပြီးတော့အလုံးတိုင်းအလုံးတိုင်းမှာမြတ်စွာဘုရားရဲ့ဂုံကိုအာယုပြုပြီးတော့အလုံးတိုင်းအလုံးတိုင်းပတ်သားနိုင်မယ်ဆိုလို့ရှိရင်တမထကမ္မထာဖြစ်တယ်။ပရိစိတ်တယ်ဆိုတာတမထကမ္မထာအဲ့မှာဘုရားဂုံကိုအာယုပြုပြီးတော့ပရိစိတ်ထားရှိတယ်။တခြားဒီကုသလမ32ခေါတာတာဆိုတာအာယုပြုပြီးတော့ပရိစိတ်ကြတာရှိတယ်။ အမျိုးစုံပဲရှိတယ်။တမဟာအဖြစ်ပြောလိုက်တာပရိစိတ်ချင်းဆိုတာရှင်ဘုရားအဖြစ်တော့ဘုရားကုံနဲ့ပရိစိတ်ကြတာများတယ်ပေါ့။ဒါတွေကတန္တရမန္တရခတ်ဆန်ဆန်လုပ်တဲ့အလုပ်တွေ။ရွံ့ရုံနှုတ်ကရွတ်တဲ့အချိန်ဟိုသာရေတွက်နေလို့ရှိရင်ကတော့သူကကမ္မထိုင်ထိုင်ခြင်းနဲ့ကွာခြားတယ်လို့ပြောတယ်။တရားထိုင်ခြင်းနဲ့ကွာခြားတယ်။တရားထိုင်ခြင်းဆိုတာဟာလည်းပဲတူတူပဲ။ ုတ်တော်တော်ထိုင်နေစိတ်ကတောင်းတွေးမြောက်တွေးတွေးနေလို့ရှိရင်ဘာမှမထူဘာမှမထူဘုတ်တော်ထိုင်နေထိုင်ရဲ့အိတ်တယ်ဒါလည်းဘာမှမထူအဲ့တော့တရားထိုင်နေဆိုတဲ့နေရာမှာသမာဓိရအောင်ထိုင်နေတတိတတိတွေတိုးတက်လာအောင်ထိုင်နေသမာဓိတွေမြင့်လာအောင်ထိုင်နေဒီအာယုံသဘောတွေကိုထင်းထင်းရှားရှားသိလာအောင်ထိုင်နေဆိုလိုတာက တတိတွေတိုးတက်လာအောင်သမာဓိတွေတိုးတက်လာအောင်ပညာတွေတိုးတက်လာအောင်စိတ်ကိုတည်ငြိမ်စွာထားပြီးကြိုးစားတာမှတရားထိုင်တယ်လို့ပြောတာထိုင်နိုင်တရားမဟုတ်ဘူးထိုင်နိုင်တရားမဟုတ်ဘူးလို့မှစိတ်ပတိနေတိုင်းစိတ်ချင်းအကျိုးကိုသိလိုပါသည်စိတ်ကြည့်ပေါ့နော်စိတ်ကြည့်ပြီးတော့ကိုလိုချင်တဲ့ဟာတွေတခုတောင်းချီရလားမရလားလို့နော်အဲ့ဒါမှပြောလို့ရတယ်တချို့တလေလည်း ပရိစိတ်လို့အကျိုးရတယ်လို့ပြောတဲ့ပုဂ္ဂိုလ်လည်းရှိတယ်เนาะဘာပဲဖြစ်ဖြစ်ကိုလုတ်တဲ့လုံဟာဘုရားကိုယ်ကိုအာယုပြုပြီးတော့ရွတ်ဆိုနေတယ်ဘုရားကိုယ်ကိုအာယုပြုပြီးတော့နှလုံးသွင်းနေတယ်ဆိုလို့ရှိရင်เนาะတနည်းနဲ့တည်းချိန်ဘုရားကိုယ်ကိုအာယုပြုနေတဲ့အချိန်မှာဒေါသလည်းမဖြစ်ဘူးလောဘလည်းမဖြစ်ဘူးဆိုတဲ့အကျိုးကတော့သိချပါအောင်ရစိတ်တည်ငြိမ်နေဆိုအကျိုးကတော့သိချပါအောင်ရပတ်ဆံရတာမရတာမသိဘူးအဲ့ဒါတော့เนาะစိတ်တည်ငြိမ်မှုဆိုတာတော့ရတယ် သေးသေးချာချာပရိစိတ်ပဲဆိုလို့ရှိရင်ပရိစိတ်နေတဲ့အချိန်မှာလောဘဖြစ်ဘူးဒေါသမဖြစ်ဘူးမောဟမဖြစ်ဘူးအဲ့ဒါလို့မဖြစ်ဘူးပဲနဲ့ဘုရားကုံတော်မှာအာယုတန်တမမရောက်နေရင်အဲ့ဒီစိတ်ငြိမ်းချမ်းမှုဆိုတဲ့အကျိုးရတယ်။အာနဝဲမဲ့စိတ်စိတ်ဘုရားကုံတော်စိတ်တဲ့ဆိုရင်တော့ဘုရားကိုအာယုပြုနိုင်ရင်တော့ကုသရဘုရားကိုအာယုပြုနိုင်ရင်ကုသရဘုရားကိုအာယုမပြုဘဲနဲ့ ဒီကပရိစိတ်လို့ရလာမဲ့အကျိုးလောဘဇောနဲ့စိတ်ရင်ကတော့ဒါလောဘဟာအဟုတုပဲ။